ဂျပန်နိုင်ငံသည်တမိုင်းဝင်ခြေလန်းတရက်အဖြစ်2025ခုနှစ်တွင်အာဂတမနေဆွဲအင်ကိုကဘာမြေသို့ ထုတ်လွှတ်ပေးမယ်ပထမဆုံးနိုင်ငံဖြစ်လာရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရှိရပါသည်၎င်းသည်တန်ရှင်းသောဆွမ်းအင်ရရှိမှုရဲ့အကြီးမားဆုံးပြဿနာဖြစ်တဲ့ဆွမ်းအင်မပြတ်မလတ်ရရှိရေးကို ဖြေရှင်းပေးနိုင်ပွဲရှိကြောင်းလည်းသိရှိရပါသည်ဂျပန်အာဂတအေဂျင်စီရဲ့ပံ့ပိုးမှုဖြင့်လေပတ်မဲ့ချိုးတူများပေါ်တွင် ကြီးမားသောနေရောင်ကြီးဆွမ်းအင်သုံးဆိုလာပန်နယ်များကိုတပ်ဆင်ထားပြီးရင်းကြိုတူများမှာအာကာသဘလန်အော်ဘစ်ပေါ်တွင်တရက်လျင်24နာရီပတ်လုံးနေရောင်ကြီးကိုစုဆောင်းနိုင်မှာဖြစ်ပါသည်စုဆောင်းရရှိသော နေဆွမ်းအင်ကိုမိုက်ခရိုဝေ့များ သို့မဟုတ်လေဆာရောင်ကြီးများအဖြစ်သို့ပြောင်းလဲပြီးကမ္ဘာမြေပေါ်ရှိဘူဒာယုံများသို့တဆင့်ပြန်လည်ထုတ်လွှတ်ကထို့မှတဆင့်လျှက်စစ်တိုင်အားဖြင့်ပြန်လည်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းသိရှိရပါသည် ဂျပန်နိုင်ငံသည်ဤနည်းပညာကို2009ခုနှစ်ခေတ်ကစတင်စမ်းသပ်ခဲ့ပြီးယခုအခါအာကာသပတ်လည်တွင်အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။ယင်းစီမံကိန်းသည် အောင်မြင်ပါကပြန်လည်ပြည့်ဖြိုးမြဲစွာ၏ရာသီဥတုဆိုင်ရာလှုပ်ဆောင်ချက်များနှင့်အာကာသနည်းပညာတို့အတွက်သမိုင်းကိုပြောင်းလဲစေတဲ့ game changer တီထွင်ဖန်တီးမှုတစ်ခုဖြစ်လာမှလည်းဖြစ်ပါသည်။